ိုတည့်ရွကြွေတာကြည့်ဖို့ဆိုအပြင်သွားရင်းနေကိုအကြံလေးတစ်ခုပေါ်လာတော့ AI အကြောင်းလေးပြောမယ်ပေါ့နော် AI အကြောင်းဆိုတာကကြတော့ဗာလဲဆိုတော့ AI သုံးဖို့အတွက်ကျွန်တော် AI PC တွေဝယ်ဖို့လုပ်လာအခုကတော်တော်များများဒီ Microsoft ကနေပြီးတော့ထုတ်ပြီးတော့ကြံ့ညာနေတာရှိတယ်ခင်ဗျားတို့လည်းသိမှာပေါ့နော်ကိုပိုင်းလို့ Black PC AI PC လို့အလွယ်ခေါ်ကြတယ်အဲ့အရာမျိုးပေါ့နော်အဲ့ဒါမျိုးတွေကိုဝယ်တင်လား AI သုံးဖို့အတွက်ဆိုတော့ဝယ်တင်လားလို့မေးရင်တော့ဝယ်တင်လားဆိုတာတည်းဝယ်ဖို့လူလား ပုံပုံလင်းလင်းပြောရရင်တော့မလိုဘူးလို့ပြောလို့ရတယ်။ဒါပဲမဲဆိုတာလေးတော့ရှိရပေါ့နော်။အဲ့တော့တော်တော်နဲ့လိုရင်းမဲ့ပြောရမယ်ဆိုရင်ခုနအတိုင်းပဲ။မလိုဘူးဆိုတာနဲ့ပြီးသွားပြီ။အဲ့ဒါပဲမဲဆိုတာလေးဆက်နားထောင်ရင်တော့ဆက်ကြည့်ကြည့်လိုက်။အမ်ဘီယူတည်လားမတည်ဘူးမတည်ရော AI တည်လား AI တော့တည် AI တော့တည် AI ဘာလဲ AI ဘာဟု AI ကိုဘယ်လိုမျိုးတည်လဲ ဟမ်မသိရရင်သာမေးတယ်မဟုတ်လीနာမည်တွေဘာဘာတွေဘာတွေသိလဲ AI ဆိုတဲ့ဥစ္စာကိုဘယ်လိုမျိုးနဲ့တွဲသိလဲ AI လို့ပြောလိုက်တာနဲ့မျိုးလုံးတွေမှာပေါ်လာတာဘာရှိ ChatGPT ပြီးတော့ Gemini နှစ်မျိုးရောโอเคအဲ ChatGPT တို့ Gemini တို့ရှိတယ်โอเคအဲ့ဒါလေ AI ပဲပေါ့နော်အဲ့ဒီ AI ကဘယ်လိုဖြစ်လဲဆိုတော့အဲ့ဒါကဒီ AI မှာနှစ်မျိုးရှိတယ် on device AI နဲ့ cloud based AI လို့ခေါ်တယ်โอเค on device AI ကကြတော့ဒီ ခုအိမ်မှာ Zambo S40 တုံးနေမလားအိမ်မှာလေ AI ပါတယ်အဲ့ဒီထဲမှာပါတဲ့ AI ကိုကြတော့ဒီ on device 73 AI လို့ခေါ်တယ်ခုန ChatGPT ကို Gemini တို့ကြတော့သူက cloud based AI cloud ဆိုတိမ်မှမှာရှိနေမှာမဟုတ်ဘူးเนาะသူ့ရဲ့ဒီဟို server ကြီးတွေရှိရေပေါ့စိုက်ကိမိုက်ရှင်ရှိုးလိုက်ဟာဘိုက်ကာတွေကဟာနောက်မှတစည်းအိုးခိုင်မောရှေးကြီးတွေဟိုရောတီရောစကားပြောရှေးကြီးတွေလန့်တစ်ချက်ရှိုးလိုက်အောင်เนาะ စကားပြန်ပြောမေးအရင်ချောင်းပြန်ပြောမေးခဏလေးစောင့်မိုက်တယ်နော်အဲ့လိုစီးကျင်တာစီးခီးသွားကျင်တာထားပါတော့အဲ့တော့ cloud base အရင် cloud ဆိုတာတိမ်ပုံမှန်ရှိတာမဟုတ်ဘူးတိမ်ပုံမှန်ရှိတာမဟုတ်ဘူးအဲသူတို့ရဲ့ဒီ Google ဆိုရင် Google စာပါ ChatGPT ဆို ChatGPT စာပါအဲအဲ့ဒီနေရာတွေမှာရှိတဲ့သူက computer ကြီးတွေရှိ super computer ကြီးတွေအဲ့ဒါကြီးတွေသုံးပြီးတော့ငါတို့လမ်းခိုင်းရတာဥပမာတော့ခုအပြင်သွားတယ် AI သုံးဖို့အတွက် internet မရတဲ့နေရာဆိုရင်အဲ့ဒါကြီးသုံးလို့မရတော့ အင်တာနက်မရှိဘူးဆိုရင် ChatGPT လည်းသုံးလို့မရဘူး Gemini လည်းသုံးလို့မရတော့ဘူးအဲ့တော့ Photoshop ထဲမှာရှိတယ် Photoshop ထဲမှာကလောက်ကလောက်ကလောက်လို့ခောက်လိုက်လို့ရှိရင်အဲတို့ဘာလုပ်လို့ရလဲဆိုတော့ဒီ background ပြောင်းတာတို့ဘာတို့ညာတို့ရတယ်ကွာသူဖုန်းတွေထဲမှာလည်းရှိတယ်ကွာနောက်ကလေးချစ်ပြီးတော့လေလူလေးတွေရှုပ်နေဖဲပစ်တာကြီးပဲလေမလားအဲအဲ့ဒါတွေရကြတော့အဲ့ခုနစာပါကြီးတွေကိုတွားစီရမလို့ဆက်ထဲမှာနေလောက်ဖုန်းဆိုရင်ဖုန်းထဲမှာ laptop ဆိုရင် laptop ထဲမှာလုပ်တယ် AI line မရှိလေရတယ်အဲ့တော့အဓိကအားသာချက်က internet မလို့ဘူးနာနဲ့မလို့အဲ့ဒါတွေသုံးဖို့တော့အဲ့ဒီဘလို့ကွာွားလဲဆိုတော့ ChatGPT လိုဟာမျိုးကိုသုံးနေတယ်ဆိုလို့ရှိရင်ကြတော့ခိုင်းနေတယ်ခိုင်းလို့ရဘာလို့ဆိုကိုကွန်ပျူတာထဲမှာမဟုတ်ကိုယ့်ရဲ့ laptop ရဲ့ specification တွေပါရင်မလို့ဟိလာသူတို့ရဲ့ super computer ကြီးနေနေသုံးတာအဲ့အဲ့ဒီဟာတွေကြတော့ဥမာတို့ဘာမေးမေးမသိတို့မေးမေးဆဲမေးခိုင်းမေးဟုတ်တယ်မလားဘာကြီးမေးမေးကွာသူ့ဆဲနေရင်လည်းသူအပြစ်မပြောဘူးနားလေတယ် ြန်မာလူလည်းအခုဂျမနီသူကောင်းကောင်းနားလည်နေပြီကွာအဲ့လိုမျိုးဟာတွေကကြတော့သူတို့ရဲ့ဒီရုံးချုပ်မှာရှိတဲ့ data center ကြီးတွေကိုသွားပြီးတော့ငါတို့ကအဲ့ကစူပါကွန်ပျူတာတွေကိုလန့်ခိုင်းတာဘယ်လိုဖြစ်လဲဆိုတော့အချိန်နေနဲ့ကြာဒီက internet ကနေပြီးတော့အရင်ခိုင်းခိုင်းပြီးတော့သူတို့ရဲ့ကွန်ပျူတာထဲမှာတွက်ပြီးတော့မှပြန်ယူလာပြန်ယူလာပြီးတော့ဒီမှာပြနည်းနည်းလေးကြာ Okay set ထဲက MBU နဲ့သုံးတဲ့ AI ကြတော့အဲ့လိုမဟုတ်ဘူးကိုယ်ဆက်ထဲမှာပဲလောက်တာဆိုတော့ down down ပြီးပြီ suite တိုင်းတော့ရောက်လာပြီတန်းပြီးတော့မြန်တယ် မြဲမင်းပဲပေါဖောင်းမှန်ကြတော့ဟိုကောင်တော့မကောင်းဟိုကောင်နေကသူတို့ကိုသိန်းရာနဲ့ချီဘီလီယံနဲ့ချီပြီးတော့ပေးထားတဲ့ကွန်ပျူတာကြီးတွေနဲ့တို့ကလမ်းပြီးတော့ခိုင်းတာဟိုဆက်ထဲရကြတော့ဖုန်းတစ်လုံးမှဘလောက်မှမရှိဘူးလေအဲ့လိုမျိုးဆိုတော့နည်းနည်းတော့ကွာတယ်လွယ်လေးလွယ်တယ်အလွယ်လုံးလို့ရတဲ့ဥမာ background change လို့ရတဲ့ဟာတွေဒါမှမဟုတ်ရင်တို့ဇုံကောခုံနေတဲ့ချိန်မှာကွာနောက်ခံနောက်ခံတွေဝါးထားတဲ့နံမျိုးတွေအဲ့ဒါမျိုးတွေမှာကြတော့ဆက်ထဲရ AI ကိုတုံးပြီးတော့လောက်တယ်အဲ့လိုအဲ့လို အဲ့လိုမျိုး꽈တယ်အဲ့တော့ AI သုံးဖို့အတွက် AI ကွန်ပျူတာတွေဝယ်ဖို့လိုလားဆိုတော့စောစောကပြောသလိုပဲမလိုဘူးတကယ်တော့မလိုဘူးဒါပေမဲ့လိုတဲ့သူတွေရကြတော့အဲ့ကိုပိုင်းလော့ဘလက် PC feature တွေဖြစ်တယ်ဥမာဥမိမအိမ်မှာဝယ်ထားတဲ့ကွန်ပျူတာရှိရမလား example S40 အဲ့ဒီကောင်မှသလိုချင်ကြတော့ recall ဆိုတဲ့ဟာပါတိလာတိတ်မသုံးတော့မသိဘူးမလားအိမ်မှာကွန်ပျူတာဝယ်ထားရင်မပေါ့ဘူးသိလားရုပ်ရှင်ပဲကြည့်အဲ့တော့အဲ့ recall ဆိုတဲ့ဥစားကြတော့ကိုယ့်ရဲ့ဒီတနေ့တာ အခုဘာတွေ Facebook မှာဘာတွေရှာကြည့်ခဲ့လဲဒါမှမဟုတ်ရင်အဲတို့ Google ရှာတယ် Chrome သုံးတယ်သုံးရင်းနဲ့အခုဖုန်းကဘာလေးတခုတွေ့လိုက်တယ်ဒါမှမဟုတ်အဲ့တော့စိတ်လုံးမထားလိုက်ရအောင် Screenshot လုံးမထားလိုက်ရအောင်နော်အဲအဲ့လိုမျိုးဟာတွေကိုအဲဟိုနေ့ကတွေ့တယ်ဖုန်းကဘာလေးလိုချင်လိုက်တာမှတ်လည်းမထားအောင်အဲ့ recording မှာတော့ပြန်ရှာလို့ရတယ် Screenshot လိုမျိုးမှတ်ထားတာဟမ်အင်းလည်းတော့ဟမ်သူမသိဘူးသူမသိဘူး33နဲ့မသိဘူး ဲ့လိုမျိုးသွားပြီးတော့နောက်ကိုပြန်ရင်းလိုက်လို့ရတယ်အချိန်ဦးနောက်ကိုခရီးသွားတယ်လို့မျိုးဘယ်နေ့ဘယ်နေ့ဆိုပြီးတော့ကိုစဉ်းစားလိုက်ဥမာအဲတနေ့တော့ဆိုလို့ချင်းကိုပြောက်ကြည့်ဟုတ်ပြောက်ကြည့်အဲစားရစားမိမတို့ထုံးနေတယ်စားရစ်ပြီပေါ့နော်အဲ့လိုမျိုးရှေ့ကိုအချိန်ဦးပြန်ဆွဲလိုက်ဆွဲပြီးတော့အာဒီမှာဒီဖုန်းကဘာလေးပဲဆိုအဲ့ဖုန်းကဘာလေးကိုထောက်လိုက်တာနဲ့မှားလို့ရတဲ့လင့်ညအလိုလိုထွက်လာသူမှတ်ထားတာကတော့ screenshot လေးပဲသူကမှတ်ထားပေးတာဒါပေမဲ့မှားလို့ရတဲ့အထွက်လာတာ ဲ့မှာပြဿနာကဘာဖြစ်လဲဆိုတော့အဲ့ဒါဒီဒီ on device ဆွဆွပြောတဲ့ဒီစက်ထရား AI နဲ့တုံးလာစက်ထရား AI နဲ့တုံးပြီးတော့လုတ်တဲ့အလုပ်အဲ့လိုမျိုးအဲ့ဒီမှာဘာတွေပါလဲဆိုတော့တို့ကြည့်ကြကဥပမာကိုယ့်ရဲ့ password တွေလည်းပါရင်ပါနိုင်တယ်အရေးကြီးတဲ့အချက်တွေလည်းပါရင်ပါနိုင်တယ်ဟုတ်တယ်မလားအဲ့လိုမျိုးဟာတွေကိုငါတို့က server ဘော်ကြီးကို cloud ဘော်ကိုဝါတင်လိုက်ပါပြီတဲ့အန္တရာယ်များတယ်အဆင်မပြေဘူးအချိန်မရွေးပောက်ကြားသွားနိုင်တယ်ဟုတ်တယ်မလား ဲဘာလို့ပေါက်ကြရသည်လဲအခုဒီဖုန်းကိုရှေ့မှာထားပြီးတော့ဖုန်းကဘာလေးလိုချင်နေဆိုရင်ဖုန်းကဘာလေးပြမပေးဘူးလားဖေးဖုန်းကအေးအဲ့လိုမျိုးအဲ့လိုမျိုးအမြဲတမ်းခြေရခန်းနေတဲ့အချိန်မှာတို့ကအဲ့ဒါကိုပါသူတို့ကိုသာလန်ပေးလိုက်မယ်ဆိုရင်အဲတည်ရမလားအစီအပြီးွားပြီအဲ့ဒါဆိုရင်သူတို့တို့ကအတရာွားပြီအဲ့လိုမျိုးကိုယ့်ရဲ့ data တွေကိုမပေါက်ကြားစေချင်ဘူးဆိုရင်စက်ထဲမှာပဲထားရတယ်အဲ့လိုမျိုးစက်ထဲမှာပဲထားတဲ့ AI on device AI ကိုတော့ အဲ့လိုမျိုးတုံးရတာအဲ့တော့ AN နှမျိုးရှိတယ်အခုနကတကယ်ကိုကအရေးကြီးတဲ့ဒီပုံကိုကြီးကိစ္စတွေအသုံးကျင်နေအချက်အလက်တွေမပေါက်ကြားသေးခြင်းဘူးဆိုရင် on device AI ကိုတုံးရတယ်အဲ့လိုအဲ့လိုမျိုးမဟုတ်ဘူးရတယ်အရင်ကောင်းတာတွေမှတုံးကျင်နေဆိုရင် cloud face AI တွေတုံးလို့ရတယ်အခု photoshop ဘာရှင်းအစ်တစ်ပေါ့နော်ဘာရှင်းအစ်တစ်မှာအခုထွက်နေတဲ့ဟာတွေဆိုလို့ရှိရင်လည်းပဲဘာရှင်းအစ်တစ်ဆိုမယ်အခု2025ဆိုအကုန်လုံးရပါတယ်အဲ့မှာဆိုလို့ရှိရင်အခု background ကိုဖျောက်ပြစ်ခြင်းတယ်ကိုယ်ကဒီ background ကလူတွေပဲဖျောက်ခြင်းတယ် အဲ့ဒါကိုအခုဒီ example S40 မှာဆိုရင်ဒီမှာသုံးနေဟာမှာဆိုရင် on device လည်းရတယ် cloud ပေါ်မှာလည်းသုံးပြီးတော့လုပ်လို့ရတယ်နှစ်ခုသလုံးလုပ်လို့ရတယ်အဲ့တော့ကိုကအရေးကြီးရတဲ့ on device နဲ့သုံးလိုက်အဲ့လိုမျိုးသုံးလို့ရအဲ့တော့2025လည်းရောက်ပြီကွာအခု2025ကုန်တော့မယ်နော်2026လည်းရောက်တော့မယ်ရှေ့ဘောအဓိကတော့ဒီ AI PC ဘာလို့သုံးကျင်လဲဆိုတာကတော့ဘာလို့သုံးသင့်လဲပေါ့နော်အဲ့ဒါတွေကကျတော့ရှေ့ကိုကိုရီးယား ဒီ future proof ဖြစ်ခြင်းတယ်အနာဂတ်မှာကိုယ်ကပို့ပြီးတော့အဲဒီနောက်က light မိခြင်းတယ်ဘွားတရားဘောင်ဝင်တန်းဝင်လေးတုံးခြင်းတယ်သူများတွေ AIPC AIPC ဆိုတဲ့အချိန်မှာကိုယ်ကငုတ်တုံးမိနေတဲ့အနေထားကြီးလည်းမဖြစ်ခြင်းဘူးဟုတ်တယ်မလားဒီငဝိုင်းပတ်စံလဲတက်နိုင်တယ်ဆိုလို့ရှိရင် AIPC ကိုဝယ်အဲ့ဒါပိုကောင်းတယ်အဲ့လိုမဟုတ်ဘူးစီခြွေတာခြင်းနေစီတတတတတာမှာတုံးခြင်းနေဆိုရင်တော့တတတရဲ့ထဲမှာ AIPC တွေရမလာသေးဘူး AIPC တွေအကုန်လုံးကအခုခင်မှာဈေးကြီးသေးတယ် တော်တော်ဆက်သေးရအကုန်လုံးဈေးကြီးသေးတယ်အဓိကကတော့ Apple ဆိုရင် Unfollow ဟာမျိုးကြီးဆလာပြီအခုအိမ်မှာရှိတဲ့ Go Ultra Go Ultra တွေလာမယ်ပြီးရင် Ryzen ဆိုရင် Ryzen AI တွေလာမယ်အဲ့လိုမျိုးအဲ့လိုမျိုး chip တွေပါတဲ့ကောင်ဒီမှာ NPU ဆိုတာပါတယ်အဲ့တော့ဒီကိုကပတ်စံလည်းတက်နိုင်နေအဲ laptop လည်းကောင်းကောင်းသုံးကျင်နေ AI ကိုလည်းပဲဒီစိတ်ဝင်စားတယ် AI နဲ့လည်းခိုင်းကျင်နေဆိုလို့ရှိရင်ဒီ AI PC တွေကိုဝယ်တာပိုကောင်းတယ်အဲ့လိုမျိုး AIMPC ရကြတော့ ChatGPT ရ ChatGPT ပဲ AIMPC နဲ့မဆိုင်ဒါပေမဲ့တခုရှိတာကအဲ့ ChatGPT ကိုတွားပြီးတော့ငါတို့ရဲ့ set ထဲမှာတော့တုံးလို့မရဘူးအဲ့ဒါကတော့မရဘူးအဲ့ဒါကတော့ phone device မှာပဲတုံးလို့ရ ChatGPT ChatGPT ရကြတော့အဲဖုန်းလည်းရတယ်အခု laptop လည်းရခုန recall လို့မျိုးဟာတွေကွာဥပမာတိတိကွကွလေးတွေကူဒီလုံးလို့ရမယ် private session ဟာတွေရအဲ ChatGPT ရကြတော့ဟို through ဟာနဲ့သူတို့လောက်ထားတယ်အကြီးပဲဟို ChatGPT လောက်ကြီးတော့မဟုတ်ဘူးကွာ ChatGPT နဲ့တူတဲ့ဟာမျိုးတရုတ်ကထုတ်ထားတယ်သူကဒီ open source free ယူသုံးလို့ရတယ်ကွာကိုယ့်စက်ထဲမှာ run လို့ရတယ်အဲ့ကောင်တခုရှိတယ်အဲ့ AI အမျိုးအစားရှိတယ်အဲ့ဒါကကြတော့သူက DeepSeek V3 လို့ခေါ်တယ် V3 အဲအဲ့ဟာကို run မှုဆိုရင်ကိုယ့်ရဲ့စက်မှာကဘာလို့လဲသိလား run လို့တယ်အ ਨੇ ဆုံးအဲ့ဒီတို့တို့အိမ်မှာရှိတဲ့ laptop က run ဘလောက်လဲစက်ချမသိဘူးနော် run ဘလောက်ရှိလဲမသိဘူး okay ချစက်ချ RAM 16ပဲရှိတယ်။ SSD 512ရှိတယ်။နော်။အဲ့တော့အဲ့ဒီ Deep Sea ChatGPT လောက်ကြီးမပြောသေးဘူးနော်။အဲ့ဒါနဲ့တူတဲ့ဒီ Deep Sea V3 လို့ဟာမျိုးဆိုရင် RAM က key 400လောက်လို့။အေးအများကြီးပဲထည့်ထားမှာသူကပို့ပြီးတော့ငါတို့ပြောတဲ့စကားလုံးတိုင်းကိုနားလည်မှာ။ Okay ။အဲ့ဒါမှမြန်မာစကားကြီးနားလည်မယ်၊ဟိုအိုင်းနားလည်မယ်၊ဒီအိုင်းနားလည်မယ်။အဲ့တော့ तू ကကြတော့ဘလို့ဖြစ်လဲဆိုတော့ AI model တခု RAM ပေါ်လာကြတော့ topity ရလွဲကုန်စက်နားထောင်လိုက်နော် pocket sensor လေးပေါ့ AI model တခု RAM ပေါ်လာကြတော့ तू က RAM မှာ तू ကအလုပ်တယ်လောက်ရ CPU GPU တွေက तू က GPU တွေတော့လိုတယ်ကွာဒါပေမဲ့ AI ကိုလေ့ကျင့်ပေးနေတဲ့အချိန်မှာပဲ तू က GPU လိုတာအဲ့လိုမဟုတ်ဘူးကိုရီးယားစပြီးတော့စတင်သုံးဆွဲတော်မယ့်အချိန်ရောက်ဝင် GPU ကအဲ့လောက်ကြီးမဟုတ်တော့အဓိကအဲ့ NPU ပေါ့ NPU နဲ့ तू ကဒီ RAM ပေါ်မှာ तू ကတင်ပြီးတော့လောက်တာဒီ AI model တခုက G90 ရှိရင် RAM G90 လိုတယ် အဲ့လိုမျိုးအဲ့လိုဆိုတော့ဒိုးဆက်က run ဆက်ချက်ပဲရှိတဲ့ဟာယူချက်ကြည့်ဗီဒီယိုတို့ဘလို့လို့ run စင်မပြေဘူးလေစင်မပြေဘူးအဲ့လိုအဲ့လိုဒီကအဲ့လိုဟာမျိုးတွေလိုလာပြီဆိုလို့ချင်းတော့တကယ်အကြီးကြီးကိုစပြီးတော့သုံးရမှာအဲ့အကြောင်းလဲနောက်ကြပြောပြဈေးအများကြီးပေးရမှာဟုတ်အခုတို့အိမ်မှာသုံးနေတယ်ရောကြသုံးနေဥစား mesh studio ကျွန်တော်သုံးတာကို mesh studio ရှိတယ်အဲ့ဒါဆိုလို့ချင်းဒီ base model ပဲဆိုတော့ run က32ပဲပါတယ်32က32လက်36လား တာတိစစ်ပဲပါတာ run က run git 400လို့တယ် apple နဲ့တစည်းစာလောက်လို့တယ်ဝမ်သိန်း240မြန်မာငွေနဲ့သိန်း800 800လောက်တော့လို့တယ်အဲ့ဒါအဲ့ mac studio ပဲအဲ့ run 512 git နဲ့ option ဝယ်လို့ရတယ် mac studio run 512 git နဲ့ option ဝယ်အဲ့ software ဘယ်သူတွေတော့မထုတ်အဲ့လိုမျိုး ChatGPT လောက်အထိ ChatGPT server အထိမသွားခြင်းကိုဘာသာကို on device ရှယ်မှာတုံးခြင်းတယ် အဲ့ဒါမျိုးဆိုရင်သုံးလို့ရမိမိကိုယ်တိုင်သုံးကျင်တယ်ဆိုလို့ချင်းအကြီးကြီးလုံးပါပဲအာအကြီးကြီးလုံးလို့ရတယ်နောက်ပြီးတော့ AI model ကြီးရေ AI model ကို train နေလူတွေကွာ AI model လုတ်ပြီးရောင်းမဲ့လူတွေခုနပြောတဲ့ ChatGPT ကိုနောက်ကလိုက်ပြီးလုတ်တဲ့ DCP3 လိုမျိုးကောင်းနေအဲ့လိုကောင်မျိုးတွေလုတ်ပြီးရောင်းကျင်နေဆိုတဲ့ကောင်တွေကကြတော့စက်ပေါ်မှာစမ်းကျင်နေဆိုရင်ရိုးရိုးစက်နေစမ်းလို့မရတော့အဲ့လောက်လောက် run နေအများကြီးပါတယ်အဲ့ခုခုနပြောတဲ့ Mac Studio ကိုကိုကိုင်နေဥစား Mac Studio ကို run 36ပဲပါတယ် ဒါပေမဲ့အဲ့ကောင်မျိုးကို run အများကြီးပါတယ် run 512ပါတယ်ဟာဆိုရင်သိန်း900လောက်ရှိတယ်မြန်မာငွေနဲ့အဲ့လောက်လောက်ကိုဝယ်ဝယ်ပြီးတော့ကိုယ့်ဆက်ပေါ်မှာ AI model တင်ပြီးတော့စမ်းစမ်းပြီးတော့တခြားသူတွေကြောင်း public ကိုဖျက်အဲ့အဲ့လိုမျိုးလုပ်လို့ရအဲ့ဒါ on device AI on device AI တုံးက run အများကြီးလို့ထင်တဲ့လောက်တော့မလွယ်ဘူးတကယ်တကယ်ကြတော့လေအဲ့လိုအဲ့လိုအေးဘောမလွယ်ဘူးမလွယ်ဘူးအဲ့လောက်ထိအဲ့တော့နည်းနည်းပါးပါး background ပြောင်းတာလောက်ကလေးတွေပါလောက်ကလေးတွေရတော့အဆင်ပြေတယ်ပြဿနာမရှိဘူးသုံးလို့ရတယ်အဲ့လိုမဟုတ်ဘူးဆိုရင်ကျတော့ဟို cloud ပုံမှာပဲသုံးမှာပဲရမှာမတတ်နိုင်ဘူးဒါတော့ရေးလို့မမြင်ရတာဒါတွေရကြတော့အဲ့တော့ရှေ့ကျိုင်းလေရောက်တော့ရောက်တော့ပဲဗောနော်အခုမနေ17 km ပဲရောက်တော့တယ်တည့်ရွတည့်ရွကြွေနေမှာသွားပြီးတော့ဓာတ်ပုံရိုက်မှာနော်အိမ်မှာရှိတဲ့တည့်ရွကြွေတာမရိုက်ဘူးအပြင်သွားရိုက်တဲ့ကိုရီးယားအိမ်ရှိမှရှိတဲ့နေရာကိုတိတ်ပြီးတော့စိတ်မဝင်စားဘူးနီးနေလို့ အဲအဲ့တော့အခုကကျွန်တော်လမ်းကြုံပြောပြလိုက်တာဗောနော AI AI သုံးဖို့အတွက်ဟို AI PC ဝယ်ဖို့လိုလားဆိုရဲခေါင်းစဉ်လေးနဲ့ကျွန်တော်ပြောပြပေးတာအဲ့လိုဆိုတော့လိုတဲ့သူအတော့ကတော့လိုတယ်ဗျာပုံမှန်စီတတတတနဲ့သုံးကြည့်နေတဲ့သူတွေကတော့မလိုဘူးအဲ့ AI ဆိုတော့လည်းခင်ဗျားတို့ထင်သလောက်လိုရင်မနေဘူးခုနပြောသွားဆိုပဲဗောနော AI model တွေ run ဖို့ကထင်သလောက်လိုတဲ့အထက်မှာမပါဘူးရေအဲ့အကြောင်းလဲတကယ်လို့စိတ်ဝင်စားတယ်ဆိုရင်ဗီဒီယိုတစ်ခုထပ်ပြီးတော့တင်ပေးမယ် အခုလိုမျိုးကျွန်တော်ခရီးသွားဟန်လို့ရိုက်တဲ့ဘူးဂျူတွေစိတ်ဝင်စားတယ်ဆိုရင်လည်းပဲကျွန်တော်ဒီချက်ပေါက်မှာလာပြီးတော့ပြောပြပေးသွားလို့ရပါတယ်အဲဒါကကမ်ဘောအန်ဒီယေများတော့များတယ်ပေါ့နော်ဒီတိုင်းမင်းနှစ်ယောက်လည်းအခုစကားပြောနေတာပဲလေဒီတိုင်းထိုင်ပြီးသွားမှာပြင်းနေဗျာသိလားအဲ့လိုမျိုးကြတော့အခုစကားလေးစကားစမီလေးပြောရင်းနေပေါ့နော်အဲ့လိုမျိုးရိုက်ဖြစ်သွားတာဟိုကင်မရာလည်းကင်ထားစီရမလို့တတ်ထားတာဆိုတော့အဲ့တော့အန်ဒီရဲ့တော့လုံးဝ safely ဖြစ်ပါတယ်ကိုဝတ်တာကိုတခြားလေး safe ဖြစ်ဖြစ်နေဖြစ်ဖြစ်လေးပဲမောင်းနေရပေါ့နော်ခုနအမြန်မောင်းလာလို့ရတယ် အဲ့တော့ easy လေးစကားတပြိုပြိုလေးနဲ့အခုသွားတာပေါ့နော်ဆိုတော့ခဏနေတော့ရောက်တော့မယ်အသေးရွက်တွေကတော့အကုန်လုံးတော့ဟိုအယောင်နေမပြောင်းသေးဘူးပေါ့နော်အယောင်နေမပြောင်းသေးဘူးလို့ထင်ရတာပဲဟုတ်တယ်အယောင်ပြောင်းတော်တော်လာမှာခုနကခုနကမြင်ခဲ့တဲ့အချိန်ပဲပေါ့နော်ရှေ့မှာ cherry bin တွေကတော့ပြောင်းနေရှေ့မှာကြည့်ကြည့်လိုက်တမားတမားတမားတော်တော်လေးလာနေဒီနားလေးရကြတယ် cherry bin မပြောင်းဖို့မဟုတ်ပါဘူးအေး cherry bin นี่ပဲရှိတဲ့နေရာမဟုတ်ဘူးလားအဲ့နေရာမတည်ဘူးအဲ့ဟိုဟာ လောလောဆယ်ဆယ်လေးပဲမကြည့်ကြည့်လိုက်မလိုက်ဘောနော်အရင်လေးပဲခေါင်းထဲမှာမရှိဘူးဘောနော်အလုတ်ကလည်းစနေအထိလုံနေရတာနဲ့ဈာထဲမှာစောင်းမွေးလည်းရှိသေးရဲ့ဆိုအာယုံကမရအောင်မရရနဲ့အဲ ChatGPT ကိုလက်မေးလိုက်တာခုန AI ကိုမေးပြီးတော့ပဲဘယ်နေရာကိုသွားရင်ကောင်းမလဲဆိုတော့ဒီလိုသွားတယ်အမေအနီးနားမှာဒါရှိတယ်တဲ့ဆိုပြီးတော့ဥရိယဟွာလမ်းပြောင်းပြန်နေပြီးတော့တိုက်ပတ် AI ကိုမေးပြီးတော့ဒီကိုလာလိုက်တာပေါ့နော်အဲ့တော့ဘယ်လောက်ကောင်းလဲမကောင်းလဲရတော့ခဏနေကျွန်တော်ပိုတိုလေးတွေဗီဒီယိုလေးတွေနဲ့ပြပေးမယ်တစ်ချက်ကြည့်ကြည့်လိုက်လောလောဆယ်ဆယ်ဒီနေ့ကျွန်တော်ပြောသွားတဲ့ AI ရဲ့အကြောင်းကတော့ဒီလောက်နေပဲအဆုံးသတ်လိုက်မယ်မင်းတို့ဒီလိုဗီဒီယိုမျိုးကြီးစိတ်ဝင်စားရဲဆိုရင်လည်းဗျာမှန်ပါဒီမှာကွန်မန့်လေးတော့မှန်ဗျာအားရှိရသေးတယ်မှာဗီဒီယိုကြီးလောက် edit လောက်အသေးအတန်လောက်ပြီးတော့တင် research တွေလောက်ပြီးတော့တင်ပြီးတော့အဲလို like and share လေးပါလေးတော့လောက်ပါအောင်ပေါ့နော်အားရှိအောင်လို့အားရှိအောင်လို့အဲ့လို Okay, hello everyone. Now we do my tattoo.